င်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းကျော်တစ်ထေကဒူးကလေးနှလုံးဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ကြေးတိုင်မောင်လူအေးစရေးမောင်ဟန်စိန်နဲ့တမာရီလူကြီးလေးယောက်တို့သည် နက်နက်စောစော9နာရီခွဲကပင်ကွင်းဆင်း၍သွားကြလေသည်မြေပုံနှစ်ချက်ကွင်းကြီးနှင့်တိုးနေကြလေပြီတော်တော်နှင့်ကွင်းဆင်း၍ပြီးမီမဟုတ်10နာရီထိုးလဲမပြီးသည်17နာရီထိုးပြန်ပြီးမပြီးသည်နေပူချိန်မှာပြင်းထန်၍လာ၏မောင်လူအေးတို့တွေချွေးတလုံးလုံးနှင့်နေလေပြီ10နာရီထိုးတော့ထမင်းအတော်ပင်စား၍လာကြလေသည်ရေငက်လိုက်သည်မှလည်း ဆိုစရာမရှိ။ကွင်းပြင်ကြီးအတွင် ရေတွင်းလည်းမရှိ။ရေကန်တကန်ရှိပြန်ပါလေ။ကျွဲလူထားသဖြင့်နောက်ကြည့်လျက်နေလေသည်။တမာရီတို့ကနနက်၅နာရီကနနက်စာထမင်းစားလာကြသူများဖြစ်သောကြောင့်အစာခံနိုင်ကြ၏။မောင်လူအင်းနှင့်မောင်ဟန်စိန်တို့လူစုသားအခက်ကြုံနေကြလေပြီ။စကန်းတို့ပြန်သွားရမည်ကလည်းညက်နေထက်၍မလာလိုသဖြင့်ဇွဲတီးဟူသောလက်နက်ကိုကင်ကား ဆက်လက်၍စစ်ဆေးပြန်၏။နာဤပြန်နှစ်ချက်ထိုးမှပြီးသွားလေတော်တည်းပြီးသွားတော်လဲမနာရသည်။မိမိတို့ဤစခန်းမှာဝေးလှသည်၏။ပြန်ရမည်လမ်းမှာလဲခရာစူးတွေရှုံဘွက်တွေနှင့် ထူတက်လျက်နေလေသည်။တို့ရာတွင်နားနေစရာလဲအရိတ်အာဝါတကမရှိ။ထမင်းကလဲစားလှပြီးသောကြောင့်နှစ်ယောက်သားအတွင်သာခရာစူးတွေအကြားတွင်ဒုံဆန်း၍လာကြလေသည်။ သုံးနာရီထိုးမှစခန်းသို့ပြန်ရောက်ကြလေသည်စခန်းတွင်ဆောင်းစား၍နေကြသော ထွန်းဖေထွန်းရှိန်နှင့်ထွန်းကျင်တို့လည်းထမင်းစားလာသဖြင့်ဦးလိန်နေကြလေပြီစခန်းသို့ရောက်သည်နှင့်တပြိုင်နက်တဲရှိတွင်ခင်းထားသောပက်လက်ကလထိုင်ပေါ်တွင် ပြည့်လဲလိုက်ပြီးလင်ဆိုရာကိုတောင်း၏အားချောက်နေလေပြီတကူလုံးလဲချွေးအတိပြီးနေ၏တခြားစကားမပြောနိုင်နှစ်ဖူးပေါ်လက်တင်က အမောဖြည့်ရင်စဉ်းစားလျက်နေဟန်ပြလေသည်ထွန်းဖီတို့လည်းအလိုက်တီစွာကြပြာကြရာပင်ဆိုရာပလင်းကိုဖောက်၍ယူခဲ့၏တမော်တဲနှင့်ပြောင်းသွားလေတော်သည် မောင်လူအေးဤစိတ်ထဲတွင် အာဆိုယုံကလေးရှိသည်ဟုထင်မှတ်သောကြောင့်ဒဗလင်းထက်၍တောင်းမြန်ရာရောက်လာလင်ရခင်ဤတိုင် တမော့နှင့်ပြောင်းအောင်တောက်လိုက်ပြန်လေသည် သို့သောရေငက်ကားမပြေသည်တောက်လိုသောဆန္ဒရှိသေးသောကြောင့် ဒဗလင်းထက်၍တောက်တော့မှကျေနက်သွားလေသည်ခြေတော့တွင်ညောင်းကိုလက်တွင်မှကိုက်မျက်နှာတစ်ခုလုံးလဲနီရဲလျက်နေ၏ဖျားပင်ဖျားမီထင်မိလေတော့သည်လောကကိုစွန်ပြီးယဟန်ပေါင်းတို့မဝင်နိုင်သေးသမျှကာလပလုံဤဒုက္ခမျိုးဤစင်းရဲမျိုးနှင့်မကင်းနိုင်သို့သောစင်းရဲကလေးနှင့်စင်းရဲကြီးသာကွာလေသည်ယခုကြေးတိုင်တွင်တွေ့ရသောစင်းရဲနှင့် နေပိုင်ဘဝတုန်းကဆင်းရဲမှာမိဒီကပုံမူကြီးမားပါသည်ဟုစဉ်းစားကြည့်မိပေ၏အချုပ်ကကြေးတိုင်တွင် တွေ့ရသောဆင်းရဲမှာ ကိုဆင်းရဲနေပိုင်ဘဝတုန်းက တွေ့ကြုံရသောဆင်းရဲကစိတ်ဆင်းရဲဖြစ်လေသည်ဤသည်လင်းကြွာချခြင်းဖြစ်လေသည် ကြေးတိုင်ဘက်တွင်နက်နက်ဆော့ဆော့လေးနာရီခွဲလင်အိယာမှထရရလေပြီ၅နာရီခွဲလင်ကွင်းထဲသို့ရောက်ရ၏ မိုးပင်မလင်းသေးကွင်းစစ်ပြန်လဲအေးအေးဆေးဆေးစစ်ရသည်မဟုတ်ခြုံတွေတဲတို့ရရွှွန်တွေနွန်တွေတဲကူးရစူးတွေအကြားတွားရနဲ့ဒုက္ခများလာပေသည် မွေပွေးမွေဟောက် မွေငန်းတွေကလည်းပေါ်လှတဲ့နဲ့မရှောင်တာမတိန်တာကောက်ပြက်တွေကရှချင်းတွေ ဖြုတ်တွေပိုးလောင်းတွေမှွားတွေကကြိုက်နေမြင့်လာပြန်လဲနေဤအပူချိန်မှာ မခံနိုင်စရာကြောလေပင် ဒူးတို့မှဆက်လျက်နေလေတော့သည်အများအဖြစ်လူသူအယောက်အပေါက်နေလာသောတောထဲတွင်ကွင်းပြင်နှင့်စခန်းချလျက်နေရလေသည် အိမ်နှင့်ခွဲခွာ၍နေရသည်မှလည်းတလနှစ်လသုံးလလပင်ကြာလေသည်တရင်စာကိုလည်းမဖက်ရစာဆို၍လည်းမမှန်မရဘယ်နေရာဘယ်ဌာနမှာဘာဖြစ်နေသည်ကိုလည်းမသိရလုံလုံတော်သားကြီးဖြစ်လျက်နေရပေသည် သို့ပင်စင်းရဲအမျိုးမျိုးနှင့်တွေ့ကြုံရလေတော့လေအလုံးနှင့်ပတ်သက်၍စိုးရိမ်ရန်မရှိ စိတ်ပူရန်မရှိဒူရကာအားကြောက်ရွံ့ရန်မရှိပေ။ကွင်းစစ်ပြီးစရင်စစ်ပြီးလင်ပြီးလေတော့သည် အပူပင်ဘာမှမရှိပေ။စိတ်ကားအေးရပေ၏။နေပိုင်းအလုကာဤသို့မဟုတ်ပြီ။ရှင်နာယီ၉နာယီမှအိယာမှထလိုထ၁၀နာယီ၁၀နာယီခွဲမှယုံသွားပြီလျှင ပန်ကအောက်တွင် အခမ်းသားအလုတ်လုပ်ရပေသည်။တရားစီရင်ရပေသည်။အဝိတ္တအစာသည်နှင့်နေပိုင်လဲနေလှဲ့ထွက်ရသည်မှန်၏။သို့သော ကြေးတိုင်မှကဲ့သို့ကွင်းကြိုကွင်းကြား၊ချောင်းကြိုချောင်းကြား၊ချောင်းကြိုချောင်းကြားသွားရသည်မဟုတ်ပေ။တကြီးနေထိုင်သောရွာသို့သွားက အရိတ်ထဲတွင် အမှုအခင်းစစ်ဆေးခြင်းကိုပြုရလေသည်။အချိန်မှန်မှန်စားရအချိန်မှန်မှန်အိပ်ရနှင့် အလွန်နေရာကြလေသည်။ သို့တော့နေပိုင်ဝင်တော့မှာအမြင်အားဖြင့်အလွန်စိတ်ချမ်းသာပုံရတော့လဲစိတ်ထဲတွင်ကမီးတောင်ကြီးပောက်ကွဲလျက်နေလေသည် အခွန်တော်နောက်ကျနေမိကိုစိုးရလူစိုးများထကြွမိကိုပူရမမှန်သူကိုထောင်ချမိမိကိုတတိထားရအင်းသားတွေအလိန်ခံရမိကိုကြောက်ရစရေးများကမောက်ကမလှုပ်၍ကြောက်ကြမိကိုတွေးရငွေတိုက်တွင်ငွေရော့နေမိအရေးကိုလည်းစဉ်းစားရနှင့် စိတ်အားလက်ခွင့်မရကြည် ဤသို့မောင်လူအေးသည် ပက်လက်ကလက်ထိုင်းပေါ်တွင် ထိုင်ရင်းကြေးတိုင်းအလုတ်ဤအကောင်အဆိုးနေပိုင်အလုတ်ဤအကောင်အဆိုးတို့ကို ဝေဖန်ပိုင်းချကစဉ်းစား၍နေသည်မှာအတော်ပင်ကြာ၍သွားလေသည် ထို့နောက်မှ ရေချိုးမြီဟုကလထိုင်ပေါ်မှထမီအပြုတွင်သွေးရဲရဲနှင့်နေသောမိမိဒူးကလေးနှလုံးတို့ကို မြင်ရလေသည်၎င်းဒူးနှလုံးမှာအပောက်ချစရာမရှိလောက်အောင်ပဲစူးချရာ ကောက်ပြက်ရှာရာ ပိုးလောင်းကပ်ရားများနှင့်ထူထပ်ပြည့်စွက်လျက်နေတော့သည်ယခုလဲနန်းနတ်တော် ခရာတော်တို့ကိုဖျက်လာခဲ့ရသောကြောင့်နန်းနတ်ရွက် ခရာစူးများရှာထားသောကြောင့်သွေးများဖြင့်ရဲလျက်နေလိမ့်ပြီမိမိဒူးကလေးနှလုံးကိုကြည့်ကမောင်လူအေးလဲအထူးပင်ဂယုဏတက်မိပေ၏ဤဒူးကလေးနှလုံးကမိမိအချိုးကိုတက်စွန်ကြိုးပမ်းဆောင်ရွက်ရှာပေသည် မောင်လူအေးကွင်းစင်းလင်ဘောင်းမီတိုချေအိတ်ရှိများကိုစွတ်လေရှိ၏ဘောင်းမီတိုများမှာဒူးများကိုမဖုံချေအိတ်ရှိများမှာဒူးများသို့ မရောက်သောကြောင့်အကျဉ်ဒူးများမှာအကွဲအကာမရှိပဂရိမွေးကလေးကကဲ့သို့ပင် နေပူလင်ပူချမ်းပြန်လင်လဲချမ်းစေနာဤကြောအောင်မောင်လူအေးကွင်းစစ်သောအခါများတွင် ခမည်းဒူးကလေးနှလုံးမှာကပ်နေကြရရှာ၏နက်နက်စောစော ကွင်းထဲသို့ဆင်းသွားသောအခါတွင်လည်းအကွယ်အကာမရှိသောကြောင့်ခမာဒူးကလေးနှလုံးတို့မှခိုက်ခိုက်တုံအောင်ချမ်းရှာကြပေ၏ခရာစုတော်နန်နက်တော်ရဲများကိုတိုးသောအခါတွင်လည်းပေါင်နှင့်ခြေသလုံးတို့မှဘောင်းမီခြေအိမ်များရှိသောကြောင့်ခံတာကြပေ၏ဒူးကလေးနှလုံးမှသာလဲအစူးခံရလာလေသည်ပိုးလောင်တော်ဖြုတ်တော်ချင်တော်မွှားတော်တို့ရောက်ပြန်မှသော ၎င်းဒူးကလေးနှလုံးသားလည်း၎င်းပိုးမွှားတို့၏အကိုက်အခဲကို ခံကြရရှာ၏ကတင်းပေါ်တွင်ခြေချော၍မောင်လူအေးလဲသောအခါများတွင်လည်းအကျဉ်ဒူးကလေးနှလုံးသားလည်းထောက်ခံကြရရှာ၏ညနေခင်းပြင်းပြင်းရှိ၍တပည့်များနှင့်ချင်းခတ်ပြန်လည်လဲ၎င်းဒူးကလေးနှလုံးတို့သာလည်းအများအဖြစ်ဖြောပြေးအမှုတော်ကိုထမ်းရှာကြလေသည်ချင်းလုံးဟောင်းဟောင်းနှင့်တွင်လည်းတော်ပေသေး၏ ချင်းသစ်ခတ်မာမာနှင့်တွေ့လိုက်မှဖြစ်ဒူးကလေးများမှရဲရွေလာတော်သည်ထို့သောညီးညူခြင်းမရှိတွဲကပ်ခြင်းမရှိချင်းပွဲမပြီးမချင်းသာလင်ဆက်လက်အသုံးတော်ခံကြရှာပေသည်အရှင်သခင်၏အမှုကိုတက်စွန်ကထမ်းဆောင်ကြသောဒူးကလေးနှလုံးမှာတကားဤသို့သခင်အမှုများကိုထမ်းဆောင်ကြတော်လဲမိမိတို့အကျိုးခံစား권ကတကွက်မျှမရှိပေ မောင်လူအေးဤပါဇက်ကရတာယုံခန်းစားရပေသည် အကြော်အလော်ဆိုလဲစားလိုက်အကင်အပြုတ်ဆိုလဲစားလိုက် အချိုးအစီအစိမ့်ဆိုလဲစားလိုက်ဖန်ငန်ဆက်ခါဆိုလဲစားလိုက်နဲ့အလွန်စည်းစိမ်တိုးနေပေသည်ဤသို့ရတာယုံကိုခန်းစားလေရှိသော မောင်လူအေးဤဂရင်းမှာအကျဉ်ဒူးကလေးနှလုံးဤတဝက်မြမောင်လူအေးဤအချိုးကိုမဆောင်ပေ၎င်းဒူးကလေးနှလုံးဤလေးပုံတစ်ပုံမျှ မပင်မန်းကြီးမောင်လူအေးဤနှာခေါင်းကို ကြည့်ပါအောင်သူလဲအကျဉ်ဒူးကလေးနှလုံးလောက်ပင်ပင်ပန်းပန်းမောင်လူအေးဤအကျိုးကိုမဆောင်အကျိုးကိုစောင်းဒီကမှန်ပါ၏သို့သောများစွာမပင်မန်းကြီးမိမိအကျိုးဆောင်သောကြောင့်ဂန်းနာယုံကို ခံစားရသည် မဟုတ်ပါလော ပေါန္ဒာနှံ့ရေမွေးနှံ့တို့စေဘေပန်းဒေါနာပန်းနှင့်နှင်းပန်းတို့၏အနက်များကိုခန့်ကန့်ကြည့်ခံစားလေရှိ၏ ခမားဒူးကလေးနှလုံးကမြည်သည့်စီစဉ်ကိုမျှမခံစားရရှာပေမောင်လူအေးအီမျက်စိနှလုံးကို ကြည့်ပါအောင် သူတို့လည်းအကျိုးဆောင်ပင်တို့ရရင်ပင်ပင်ပမတ်အမှုကို ဆောင်ရသူများမဟုတ်အမှုဆောင်ရွက်ရသည့်အတွက်သူတို့လည်းအကျိုးခံစားရပေသည်ကောင်းသမျှအင်္ဂလိပ်ရုပ်ရှင်မြန်မာရုပ်ရှင်တို့ကိုလည်းကြည်ကြရလိမ့်ပြီစမ်းသမျှဆက်ကမွေအလံပဲလင်းရင်ပြန်အဝေအစား အဆောက်အဦးကြီးများကိုလည်းကြီးခဲ့ဘူးလှလေပြီချောသည်မလှသည်မအရာဝတ္ထုတောတောင်ရင်းမြေလူတရိတ်ဆန်တို့ကိုလည်းမြင်ခဲ့လှလေပြီဒူးကလေးနှလုံးတို့ကဤအာယုံများကို မခံစားကြပေရရှာမောင်လူအေးဤနရွက်နှစ်ဖက်ကြံပါသည်ဤ၎င်းတို့မှာ မောင်လူအေးဤအမှုကိုထမ်းရွက်သည်မှန်တော်လဲအကျဉ်ဒူးကလေးနှလုံးလောက်ပင်မှန်းကြသည်မဟုတ်ပေအမှုကိုထမ်းရသည့်အတွက် မနစ်နာကြပါမိမိတို့သည် အကျိုးခံစားရသည်ပင်ဆက်တခြင်းဆိုလဲနားထောင်လိုက်ตาရသောအတန်ဟူသည်မြကို နားထောင်ရပေသည်ဒူးကလေးနှလုံးကဤစည်းစိမ်မျိုးနှင့်ဝေးလာတော့သည်အဆိုပါစည်းစိမ်မျိုးကို မခံစားရသည်ကိုရှိစေအောင်ပွဲလန်းသဘင်တို့သွားသောအခါ၎င်းမင်းပွဲသဘင်တို့ ဝင်သောအခါ၎င်းအကျဉ်ဒူးကလေးနှလုံးမှာပါဝင်ကြပါ၏လော့ မပါဝင်ကြပါ၎င်းတို့အားလုံကြုံစွာပစိုးဖြင့်ဖုံးကွယ်၍ထားရပေသည် လူသူလေးပါမြင်သောမိကိုစိုးသောကြောင့်ဤတို့မိမိတို့အားနှိမ့်ချ၍ထားတော်လဲအကျဉ်ဒူးကလေးနှလုံးမှာဝမ်းနဲ့စိတ်ပြတ်အားငယ်ခြင်းမရှိကြပဲမိမိတို့ဤတာဝန်ဝတ္တရားများကိုသာလဲမပြက်မကွက်ဆောင်ရွက်နေကြလေသည်ဝတ္တရားကြည်ပွန်ပြီးစွာစိတ်တော်ဒါကြီးမားပြီးစွာခန္ဒီတရား များပြလှပေးစွာ မောင်လူအေးလဲမိမိဤဒူးကလေးနှလုံးအကြောင်းကိုစဉ်းစားရင်ကျေးဇူးတင်၍မဆုံးတော့ပြီ၎င်းတို့အားတနာသောစိတ်များတဖွာဖွာပေါ်၍လာတော့၏ဤတို့တနာနေစဉ်းစားနေကျေးဇူးတင်နေ၍မဖြစ်သေး၎င်းတို့အားကျေးဇူးပြန်ဆက်မှတော်တော်မြည်ဟု စိတ်ကူးပြီးလဲရေချိုးရာနေရာသို့ သွားပြီးလဲဒူးတွင်ရရှိသောချစ်ရာရှာရာများကိုစေးကြောပြီးနောက် ဆေးထည့်၍ပေးလေသတည်းအားလုံးပဲကျင့်တဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့နှလုံးတော်ရယ်ပြည့်စုံနိုင်ကြပါသည်ရှင်